မင်္ဂလာပါနော်ဒီနေ့ငရုတ်သီးတွေကိုကြကြအထားခံအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်အရင်ဆုံးငရုတ်သီးတွေကိုအညာတိချာချွေပါနော်ပြီးရင်အနာဘာညာလည်းတိချာလေးဖယ်ပေးပါရှင်ပြီးရင်ရေစစင်ဆေးပေးပါမယ်နော်ရေစစင်ဆေးပြီးရင်အချောက်ခံပါမယ်ရှင် နေပူလန်းဒါမှမဟုတ်ရှင်လည်းပန်ကာမှုတ်ပြီးတော့အချောက်ခံနိုင်ပါတယ်ရှင်၆ပြီဆိုလို့ရှင်ကြည့်တေချာဆင်အောင်လို့ဒီလိုတ िश ူလေးနဲ့အပါအရာလေးလိုက်ပြီးတော့တုပ်ပေးပါရရှင် တုတ်ပြီးလို့ရှိရင်စတီးရဲကိုတ िश ူးအရင်ခံပါမယ်နော်တ िश ူးခံပြီးတော့မှမြုပ်သီးတွေထည့်ပါမယ်ပြီးရင်အပေါ်ကနေတ िश ူးတစ်ထပ်ထပ်ခံပြီးတော့ဖုံးအုပ်ပြီးတော့ရေခဲတက်တာထဲမှာထည့်ပါမယ်နော်ဒီအပေါ်ကနေတ िश ူးပါကြောင့်ခံလဲဆိုလို့ရှိရင်ရေခဲတက်တာတွေကိုထည့်ရခါရေငွေရိုက်ပါရနော်အဲရေငွေသေးလေးကိုတ िश ူးကနေဆုပ်သွားအောင်လို့ထည့်ပြရပါရှင်။ဒါဆိုလို့ရှိရင်အနည်းဆုံးနှစ်ပတ်ခံပါရနော်တ िश ူးလဲပြီလို့ရှိရင်တစ်လလောက်ခံပါရရှင်။ကျေးဇူးတင်ပါ